အရှိန်အဟုန်ဆိုတာအာယုံဆူဆိုင်မှုပါအရှိန်အဟုန်ဆိုတာဉာဏ်တော့မဟုတ်ပါဘူးအရှိန်အဟုန်ဆိုတာအမြန်လိုခြင်းမဟုတ်ပါဘူးအရှိန်အဟုန်ဆိုတာစိတ်ပင်ပန်းစီတဲ့ဖိအားတွေမဟုတ်ပါဘူးအရှိန်အဟုန်ဆိုတာပစ္စုပ္ပန်မှာလှူရှားနေခြင်းပါပဲကိုယ်လှူဆောင်နေတဲ့အလုပ်တစ်ခုပေါ်မှာတတိတစ်ခုထပ်ပေါင်းထည့်လိုက်တာအရှိန်အဟုန်ပါပဲမင်းရဲ့အသက်ရှူတဲ့ မင်းရဲ့ခန္ဓာကိုယ်မင်းရဲ့ပတ်ဝန်းကျင်ကိုအာရုံစိုက်ပါပြီးတော့စတင်လှုပ်ရှားပါတတိရှိတဲ့ခြေလမ်းတစ်လမ်းရည်ရွယ်ချက်ရှိတဲ့အပြုမူတစ်ခုကိုလှုပ်ဆောင်လိုက်ပါဒါကခေါင်းဆောင်မှုတစ်ခုပါပဲသူများတွေကိုခေါင်းဆောင်မှုအပြုလုပ်ခင်မှာကိုကိုကိုအရင်ဆုံးဆောင်ပါမင်းရဲ့အာရုံစိုက်မှုကိုဥဆောင်ပါမင်းရဲ့ရွေးချယ်မှုတွေကိုဥဆောင် မင်းရဲ့ဖြစ်တည်မှုကိုပူဆောင်ပါခေါင်းဆောင်တွေကပြီးပြည့်စုံမှုကိုမဆောင်ဆိုင်တတ်ကြပါခေါင်းဆောင်တွေကတတိရှိရှိနဲ့လှူဆောင်တတ်ကြပါလေခေါင်းဆောင်တွေကကြီးရွယ်ချက်ရှိရှိနဲ့လှူဆောင်တတ်ကြပါလေခေါင်းဆောင်တွေကသူတို့ကိုသူတို့အစင်သစ်ဖြစ်ပြီးလို့ခံစားရတဲ့အချိန်ကိုမဆောင်ဘဲနဲ့သိငယ်တဲ့ကိစ္စတွေရနေပြီးတော့စတင်လှူဆောင်တတ်ကြပါလေ ခေါင်းဆောင်တွေကပြစ်ဆုံးတန်ကိုဥတီပြီးတော့လှုပ်ရှားတကြပါတယ်ဒီလိုဖြစ်ဖို့အတွက် အလုပ်ပို့လုံးဆရာမလိုပါဘူးတတိရှိရှိနဲ့အာယုံဆိုင်ဖို့ပဲလိုအပ်တာပါကိစ္စတစ်ခုကိုရွေးချယ်လိုက်တယ်ဆိုတာမိရဲ့အုံနောက်ကိုအတိပေးပြီးစတဲ့လှုပ်ဆောင်ဖို့မိရဲ့ခန္ဓာကိုယ်ကိုဥဆောင်လှုပ်ဆောင်လိုက်တာပါပဲဒီလိုနည်းနဲ့အချိန်အဟုန်ဆိုတာမိရဲ့ဘဝထဲမှာပေါ်ပေါက်လာမယ် အရှိန်ဟုန်ရှိလာရင်ရလကောင်းလေရလာနိုင်မယ်လေးလံနေကွေးနေတာတွေဟာအလုတ်ပြက်ကွက်စီတဲ့အကြောင်းရင်းဖြစ်ပြီးတော့အရှိန်အဟုန်ဟာတောင်းဝန်ကျေပွန်ခြင်းရလကောင်းတွေရဲ့ရှိပြီးသင်္ကေတတွေပါပဲမင်းအခုပြစ္ဆုတ်ပံမှာရှိနေပြီလှုပ်ရှားလှုပ်ဆောင်နေပြီဆိုရင်တော့မင်းဟာအောင်မြင်ပြီးသားသူတယောက်ဖြစ်နေပါပြီ